ကူညီတတ်ရဲ့လားဆိုရှယ်မီဒီယာပေါ်တွင် ဝိုင်းပင့်လိုက်သဖြင့်နေချင်းညချင်းဟိုးလေးတကြောဖြစ်ကုန်သူတွေအကြောင်းတွေ့ရပါသည်အံအားသင့်မိသည်မှာတို့မြန်မာတွေဘာတွေကိုမြှောက်စားပြီးတောက်ကြွအောင်လုပ်နေကြသနည်းဆိုခြင်းကိုပင်လမ်းဘေးတွင်စာရွက်လေးတစ်ရွက်ကိုကောက်ဖတ်နေသောကလေးတစ်ယောက်ကိုသနားလိုက်တာပညာဝိုင်းတင်ပေးရအောင်ဟု၍မြှောက်စားလိုသောစိတ်မရှိ ပညာမသင်နိုင်သဖြင့်ပလုံကောက်ကဝေလီလီဖြစ်နေကြရရှာသော ခလေးတွေကိုကူရကေရကောင်းမှန်းမသိပညာသည်အရေးမကြီးပညာတက်လဲဘာမှမဖြစ်ပညာမတက်သူတွေလွှမ်းမိုးကြီးစိုးနေသည်ကိုအားရကြည်နက်ကပညာမဲ့တွေဤလောက်ရများကိုအထင်ကြီးလေးစားနေကြရော့လီသလားမသိမန္တလေးတက္ကသိုလ်ကြီးပျက်စီးသွားသည်ကိုပင်မူလအတိုင်းသို့မဟုတ်မူလထက်သာအောင်ငါတို့ဝိုင်းဝန်းတိဆောက်ကြစို့ဟုပြောသူတွေတိတ်မတွေ့ရ ပညာကိုတည်ဆောက်ခြင်း၊ကုညီခြင်း၊ပံ့ပိုးခြင်းသည်အနာဂတ်ကိုတည်ဆောက်ခြင်းဖြစ်သည်ဟုပညာပေးမိသူတွေကလည်းမရှိ။သူတို့နိုင်ငံတွေမှာဆိုရှယ်မီဒီယာကတဆင့်ဘာတွေကိုဘလို့မြေတောင်မြောက်ပေးနေကြသနည်းဆိုခြင်းကိုသိပုံလည်းမပေါ်ဖတ်ကြပုံလည်းမရ။သူ့အမိမှာဝမ်ဖူမန်းဖြစ်သည်။စင်ရည်သည့်မိဘများကမွေးဖွားလာပြီးတတရတန်းတွင်ပညာသင်ကြားနေသူဖြစ်သည်သူ့အမေကသူ့ကိုပြစ်ထားခဲ့သည် သူ့ဖေကလည်းအခြားမျိုးတစ်မျိုးတွင် အလုံးလုံးနေရသည်တနှစ်မှ သူ့ထံကိုနှစ်ခေါက်လောက်သာပြန်လာသည်ဝမ်ဒီအဖွားပြစ်သူနှင့်အတူနေရသည်ဒုက္ခတွေကြားမှာ မွေးဖွားလာရတော့လဲသူသည်ပညာသင်ခြင်းသည်ပညာတတ်ဖြစ်ခြင်းသည် ထို့ကြောင့်သူနေသည့်ရွာလေးမှတော်လန်းတောင်လန်းတွေကိုဖြတ်ပြီး၄.၈ကီလိုမီတာ၃မိုင်ခန့်ဝေးသောကျောင်းရှိရာသို့နေစဉ်လမ်းလျှောက်ပြီးကျောင်းလာတက်ရသည် သူပြက်လာရသည့်လမ်းတွင်အေးအေးက30ဒီဂရီဆဲလ်စီယပ်စ်ခန့်အေးသည်လမ်းအပြေးလျှောက်ရင်းအေးအေးထံကိုကာကွယ်လာရတော့လဲကြောင်းရောက်သည့်အခါစပင်တွေခဲကုန်ပြီးကြောင်းသားတွေ၏ဝိုင်းရီခြင်းကိုခံရသည် သူ့လက်တွေကအေးလွန်းသဖြင့်ညီရဲနေသည်အေးအေးထံကြောင့်ပားတွေကလည်းညီရဲကခိုက်ခိုက်တုံနေသည် သူ့မှာရှိသောအနှွေးတယ်လေးကလည်းအချမ်းလုံအောင် အကာအကွယ်မပေးနိုင် တနာစရာဝန်ကြီးအဖြစ်ကိုတယောက်ကဓာတ်ပုံရိုက်ပြီးဆိုရှယ်မီဒီယာတွင်အကြောင်းဆုံးတင်ပေးလိုက်သည်ထိုအကြောင်းကိုဖတ်မိသည့်ပုပ်ပလီကဘောရာကျောင်းတစ်ကျောင်းကဝန်ကိုချက်ချင်းဆက်သွယ်သည်သူတို့ကျောင်းတွင်ကျောင်းအိတ်ကျောင်းစားအဖြစ်လက်ခံပြီးစတင်ပေးရန်ဖြစ်သည် သို့တော့တရုတ်ထုံးစံအတိုင်းထိုတို့ပြည်သူတွေကလှုပ်ဆောင်ပေးလိုက်သဖြင့်ချက်ချင်းအောင်မြင်တိုးတက်သွားသည်ဆိုခြင်းကိုလက်မခံဝန်လက်ရှိနေသောကျောင်းမှ ကျောင်းအုပ်ကြီးကသူ့ကိုထိုဘောရာကျောင်းသို့လွှဲပြောင်းပေးရန်ညှင်းပယ်လိုက်သည်တနားစရာဝမ်းမှာကို့အိမ်ကိုပြန်ပြီးနေစဉ်ကျောင်းတက်နေရရှာသည်ထိုသတင်းကိုတရုတ်ပြည်သူနေစဉ်သတင်းစာကလည်းရေးလိုက်သည် ထိုတို့သတင်းစာထဲပါမှဝမ်နှင့်သူ့မိသားစုကိုမြို့သို့ခေါ်ပြီးအိမ်ပေးသည် ထိုအိမ်နှင့်အနီးဆုံးကျောင်းတွင်ကျောင်းတက်စေသည် ထိုကျောင်းမှာ10မိနစ်ခန့်လမ်းလျှောက်လျင်ရောက်နိုင်သည့်နေရာတွင်ရှိသည်ယခုတော့ဝမ်တယောက် နှင်းတော်ရဲတွင်လမ်းလျှောက်เสียမလို့တော့သူတို့စီက မီဒီယာတွေကလူတယောက်ကိုမြင့်တင်ပေးခြင်းလင်းပညာမျက်စိဖြင့်ကြည်သည်ပညာဖြင့်မြင့်တင်ပေးပြီးအနာဂတ်ကိုတည်ဆောက်ခွင့်ပေးကြသည် တနတ်စာညံဖြင့်ခဏချင်းထောက်ပံ့ကနေချင်းညချင်းတထေးဖြစ်ခွင့်ကိုမလုပ်ကြဆိုရှယ်မီဒီယာကိုအသုံးချကမိမိကိုမိမိကြော်ညာခြင်းတွေလည်းမလုပ်ကြ။ငါဖန်ထားသည့်အထက်ကမပေးငါဖန်ဤကိုသင်ပေးကြသည်။ကို့မြမာတွေကိုညီတက်ကြစေခြင်းသည်။ ကူညီထိုက်ကူညီတင့်သူတွေကိုမြေတောင်မြှောက်ပေးကြစေခြင်းသည်တနတ်စားဖြင့်ကြွားဝါခြင်းထက်တသက်စာတဘဝကူညီထောက်ပံ့ရာရောက်စေရန်ပညာအမြင်ပညာမျက်စိရှိသောပညာဓာတ်တွေဖြစ်ကြစေခြင်းသည်ပညာမျက်စိရှိရန်ဆိုသည်ကလည်းပညာရေးသည် အထင်ကြီးလေးစားရကောင်းမှန်းတိသူတွေများသည့်နိုင်ငံတွင်မွေးဖွားရန်နှင့်ပညာဓာတ်တွေဖြစ်ခဲ့ရန်လည်းလိုသေးသည် ရင်အေးရပေါ့ကတ်ကိုနားဆင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်။ဒီပေါ့ကတ်ကို ACE Original ရဲ့ Facebook, YouTube, Spotify, Apple Podcast စတဲ့ platform များမှာ နေ့စဉ်နားဆင်နိုင်ပါတယ်။အခုလိုအဖို့တန်စာပေများကိုမြေတာဖြင့်တင်ဆက်ခွင့်ပြုပေးတဲ့ဆရာတင်ညွန့်ကိုလည်းကျမတို့ ACE အဖွဲ့သားများကလှိုက်လဲစွာဖြင့်ကျေးဇူးတင်ရှိပါတယ်ရှင်။ရင်အေးရပေါ့ကတ်ကို AC Studio မှာဖန်တီးတင်ဆက်ပေးထားတာပဲဖြစ်ပါတယ်။ဉာဏ်ပညာနဲ့ချစ်ချင်းမြတ်တာကိုအရင်ခံတဲ့နေ့စဉ်ဘဝများကို ကိုယ်စိတ်နှလုံးကြည်သာချမ်းမြေစွာ ဖြတ်သန်းနိုင်ကြပါစေ။ကျမကတော့ကေပါ။